မြန်မာနိုင်ငံကိုရောက်ဖူးတဲ့သူပဲဖြစ်ဖြစ်အင်တာနက်ပေါ်ကတက်ဖုန်တွေထဲမှာပဲမြင်ဖူးတာဖြစ်ဖြစ်အရင်ဆုံးတတိထားမိမှာကတော့နေရာတိုင်းမှာတကယ်ကိုရှိနေတဲ့ရွှေရောင်တောက်နေတဲ့စေဒီဖူထိုးတွေပါပဲဟုတ်ပါရဲ့ရှင်အထူးသဖြင့်ရန်ကုန်မြို့ကိုအပေါ်စီကနေမြင်လိုက်ရတဲ့မြင်ကွင်းမြို့မှာဆိုရင် ရွှေတိကိုစေဒီတော်ကြီးကလှမ်းမိုးထားတာပေါ့ဟုတ်တယ်အဲ့ဒီပုံရိပ်ကမြန်မာဆိုတဲ့နာမည်နဲ့ကိုခွဲလို့မရတော့တယ်လို့ပဲ ဒီမင်ကွင်းတွေရဲ့ပြည်တော်မင်းဆော့ဆော့ဆိုမြင်တွေ့ရတဲ့တင်ငန်းရောင်တွေနဲ့တွာလာနေတဲ့တန်ကာတော်တွေကိုကြည့်ပြီးတော့လေမြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံဆစ်ဆစ်ပဲလို့ပတုမဆိုကောက်ချက်ချမိမှာမယ်နော်ဟုတ်တယ်ရှင်အပေါ်ရန်ကြည့်ရင်တော့ဒါကအရှင်းကြီးပဲလေဒါပေမဲ့ကျွန်တော်တို့ဒီနေ့လေးလာသုံးသပ်မဲ့စာရနေတဲ့ကစကားတွေကအဲ့ဒီအမြင်ကိုလုံးဝကိုစဉ်းစားစရာဖြစ်သွားကြတယ်မြန်မာနိုင်ငံအကြောင်းအများကြီးရေးခဲ့တဲ့စာကြီး Scott ကပြောတယ် ဒီနိုင်ငံကလူအများစုဟာနှကိုးကွယ်သူတသက်ပဲတဲ့အဲ့ဒီအချက်ကပဲမြန်မာနိုင်ငံရဲ့ဘာသာရေးယုံကြည်မှုတွေကို လေ့လာရတာအရန်စိတ်ဝင်စားဖို့ကောင်းစေတဲ့အဓိကပဟေလီတစ်ခုပဲရှင် ဟုတ်တယ်ဟုတ်ဘလို့ဖြစ်နိုင်ပါလဲဒီလိုဗုဒ္ဓဘာသာထုံးကားတဲ့ပုံပေါက်နေတဲ့နိုင်ငံတစ်ခုကိုဘလို့လို့ပြီးအဲ့လိုပြောနိုင်တာလဲ ဆိုတော့အပေါ်ယံမှာမြင်နေရတဲ့ဗုဒ္ဓဘာသာအလွာနဲ့အတွင်းပိုင်းမှာမြင့်တွယ်နေတဲ့ယုံကြည်မှုတွေကြားကဆက်ဆက်မှုကိုနားလည်ဟုလိုလာတာဗို့ဒီပဟေလီကိုအဖြေရှာဖို့အတွက်ကျမတို့အပိုင်း၃ပိုင်းခွဲပြီးကြည့်ကြအောင်ကောင်းပါပြီ ပထမဆုံးကတော့မူလဗုဒ္ဓဘာသာရဲ့အစိုးမကတကယ်တော့ပါလေပြီးရင်တမိုင်းတျှောက်မှာအဲ့အစိုးမတွေဘလို့ပြောင်းလဲသွားတယ်လဲနောက်ဆုံးမှာလက်ရှိမြန်မာနိုင်ငံကလေးချင်းနေတော့အဲ့ဒီအချက်တွေနဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုတော့ဆွေးနွေးကြည့်ကြတာပေါ့ကောင်းပါပြီဒါဆိုမူလဗုဒ္ဓဘာသာနဲ့ဆက်လိုက်ကြအောင်ဂေါရမဗုဒ္ဓကမင်းသားဘဝကိုစွန့်ခဲ့တယ်ပြီးတော့တရားဓုတရားမြတ်ကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာတော့အလုံးတိကြပါတယ်ဒါပေမဲ့အဲ့ဒီမှာသူတွေ့ရှိခဲ့တဲ့အဓိကကျတဲ့အချက်ကဘာဖြစ်မလဲ တွေ့ရှိကြတဲ့အခက်ကအကြောင်းလို့အနစ်ချုပ်ကတော့တစ္ဆာ၄ပါးပါပဲတစ္ဆာ၄ပါးဟုတ်ကဲ့အရန်ရိုးရှင်းအောင်ပြောရရင်တော့တဘွားမှာဆင်းရဲဒုက္ခဆိုတာရှိတယ်နှစ်အဲ့ဒီဆင်းရဲဒုက္ခတွေကကိုယ့်ရဲ့တတ်မှတ်မှုလိုချင်စိတ်တည်တဏှာကြောင့်ဖြစ်တာသုံးအဲ့ဒီတတ်မှတ်မှုကိုခြုံငိမ့်နိုင်ဆင်းရဲဒုက္ခလည်းခြုံငိမ့်မယ်လေးအဲ့ဒီလိုခြုံငိမ့်ရာကိုသွားနိုင်တဲ့လမ်းစဉ် မကင်ရှစ်ပါလဲရှိတယ်ဆိုတာပါပဲ။အော်ဒါဆိုရင်တော့ဒါကဖျားတခင်ကိုဖြစ်ဖြစ်နတ်ဖျားဒီကိုဖြစ်ဖြစ်ကိုကိုွယ်ဆူတောက်ပြီးအကူညီတောင်းရတဲ့လမ်းစဉ်မျိုးမဟုတ်ဘူးပေါ့နော်။မဟုတ်ပါဘူးရှင်။ကိုရဲ့ဆင်းရဲဒုက္ခကိုကိုတိုင်းနားလဲပြီးကိုအောက်ကိုကိုပြီးဖြေရှင်းရမယ်။အတွေ့ခေါ်ဒါသနာစနစ်တခုလိုဖြစ်နေတာပေါ့နော်တိတိကျကျပါပဲဘိုးရကိုလိုင်ကငါဘသူကမှမကယ်နိုင်ဘူးငါလောက်တလို့လောက် ဒါဆိုရင်မင်းလိုလဲငါဖြစ်တယ်လို့ဖြစ်လာလိမ့်မယ်လို့ဟောကြားခဲ့လဲလို့ဆိုပါတယ်။ဒီအတွေးခေါ်ရဲ့အမာခံက formula ၃ခုပေါ်မှာတိစောက်ထားတယ်။ဟုတ်ကဲ့။တပည့်စင်ခါရာဒုက္ခပေါ့ဖြစ်တဲ့မြတ်အရာအားလုံးဟာဆင်းရဲခြင်းပဲပြီးတော့တပည့်စင်ခါရာအနစ်ဆအားလုံးဟာမမြဲဘူး။ဟင်းမမြဲဘူး။နောက်ဆုံးအရေးကြီးဆုံးကတပည့်ဓမ္မအနတ္တအရာအားလုံးမှာအတ္တဆိုးလို့ခေါ်ရဲ့အရာမရှိဘူး။အဲ့ဒီအတ္တမရှိဘူးဆိုတဲ့အယူအဆကလော နည်းနည်းလေးနားလည်ရခဲ့တယ်ဗျာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာမြဲနေတဲ့ဝိညာဉ်လိုမျိုးအရာမရှိဘူးလို့ဆိုလိုတာလားဟုတ်ပါတယ်စာထဲထဲမှာတုံးထားတဲ့ဥမာတစ်ခုကတစ်ကောင်းနေရှင်ရုပ်ရှင်ပြာဇတ်စီနီမာတိုဂရက်နဲ့တူတယ်လို့ဆိုထားတယ်ရုပ်ရှင်ပြာဇတ်ဟုတ်တယ်ရုပ်ရှင်ဖီလ်ဘောကရုပ်ပုံလေးတွေက တပုံရင်းစီမှာတော့ရက်နေတာလေဒါပေမဲ့အလွန်လင်းမြန်းစွာတပုံပြီးတပုံပြောင်းလိုက်တဲ့အခါမှာကြည့်ရတူကအဆက်မပြတ်လှရှားနေတဲ့ပုံရိပ်ကြီးတစ်ခုလိုထင်ရလားပေါ့အဲ့ဒီလိုပါပဲတကယ်တော့အဲ့ဒီမှာပုံရိပ်တစ်ခုတည်းဆိုတာမရှိဘူးလေအလားတူပဲလူတယောက်ရဖြစ်တည်မှုဟာလဲတစ်စက္ကန့်နဲ့နောက်တစ်စက္ကန့်မှာစိတ်တိုက်ဖြစ်ပေါ်နေပုံရပြီမဲ့တကယ်တော့သူတို့ဟာတစ်ခုတည်းမဟုတ်ဘူးအော်အကြောင်းအကျိုးဆက်နွယ်နေတဲ့ဖြစ်စဉ်တစ်ခုသာဖြစ်တယ်ပေါ့မှန်ပါပါဒါကြောင့်ကိုယ့်ရဲ့လုပ်ရက်ကိုယ့်ရဲ့ကံတရား ကာမာကသာအဓိကဖြစ်လာတာပေါ့ကိုကိုကဲတင်ပေးမဲ့ဒါမဟုတ်အပြစ်လွတ်ပေးမဲ့တန်ခိုးရှင်တပါမှမရှိဘူးဆိုတော့ကိုရဲ့အနာဂတ်ဟာကိုရဲ့လက်ရှိလောက်ရဲ့ဒီပေါ်မှာပဲမူတည်နေတယ်ဆိုတဲ့ဘောအတိကျပါပဲလူမြောက်မှုဖြစ်တဲ့နိဗ္ဗာန်ကိုရဖို့အတွက်လူတုံ့ချင်းစီကကိုတိုင်စ조사အားထုတ်ရမယ်ဒါကဘုဒ္ဓရဲ့မူလအဆုံးအမရဲ့အနိတာရပါပဲရှင်ကောင်းပြီဒါကတော့မူလအဆုံးအမပေါ့ဒါပေမဲ့ ဒီလောက်အတွေးခေါ်ဆန်တဲ့ကိုကိုကိုအားကိုရတဲ့လမ်းစဉ်တစ်ခုကတာမန်လူဒီကြားထဲမှာနှစ်ပေါင်းထောင်ချီအောင်ဘလို့များမပြောင်းမလဲမပြင်းမြဲနိုင်မှာလဲတကယ်တော့တီးမြဲခဲ့ရလားတကယ်တော့မတီးမြဲခဲ့ပါဘူးအထီးမှဆုံးအပြောင်းလဲက BC 300စုမှာအပေါ်ကမင်းကြီးကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်သတ်မှတ်လိုက်ခြင်းမှာစတင်ခဲ့တာပဲအဲ့ဒီမှာဘာသာတရားကအိန္ဒိယတခွင်နဲ့အိန္ဒိယနိုင်ငံတည်းထိပြန့်နှံ့တော်တော်တာပေါ့ ဟုတ်ပါတယ်နိုင်ငံသားဘာသာဖြစ်လာတော့ပိုကျဲကျဲပြန့်လာတာဒါပဲမြဲအဲ့ဒီခါနေပဲအယူဆကွဲပြားမှုတွေဂိုင်းတွေကွဲထွက်သွားတာမျိုးတွေဖြစ်လာတာပေါ့ဟုတ်ကဲ့အချင်းကြာလာတာနဲ့မြတ်ဘုရားဘာသာဟာအဓိကအဖြစ်နှချမ်းကွဲသွားခဲ့လေမြောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့တစ်ပတ်တရုတ်ဂျပန်တို့မှာပြန့်ပွားခဲ့တဲ့မဟာယာနာ the great vehicle လို့ခေါ်တာပေါ့မဟာယာနာ ပြီးတော့မူလအဆုံးအမတွေကိုပို့ထိန်းသိမ်းထားပြီးတိရီလန်ကာမြန်မာထိုင်းလိုတောင်ပိုင်းနိုင်ငံတွေမှာပြန့်ပွားခဲ့တဲ့ဟီနေယာနာ the small vehicles ဆိုပြီး꿰သွားတယ်မြန်မာနိုင်ငံကတော့ဟီနေယာနာနောက်ပိုင်းအခေါ်ထေရဝါဒကို꿰꿰တာပေါ့နော်ဟုတ်ပါတယ်ရှင်မဟာယာနာမှာဆိုရင်မွန်ဂိုလီယန်တွေရဲ့အယူဆတွေနဲ့ရောနှောပြီးဖျားလောင်းတွေနတ်ဖျားတွေကိုးကွယ်မှုတွေပါဝင်လာတယ်ဒီနေရာမှာကျွန်တော်စာတမ်းထဲမှာတွေ့လိုက်တဲ့တော်တော်လေးအောင်းအောင်းဆရာကောင်းတဲ့အချက်တခုရှိတယ် အစောပိုင်းဖုတ္တဖာဒါမှလည်းဗုဒ္ဓယုတ်ပွားတော်ရဲ့ထုလုကိုးကွယ်တဲ့အလေးထားမရှိခဲ့ဘူးဆိုခြေတော်ရာဓမ္မစကြလိုမျိုးသင်္ကေတတွေကိုပဲတုံးခဲ့ကြတာဟုတ်ပါတယ်ရှင်အဲ့ဒီချက်ခါတော်တော်လေးအရေးကြီးတယ်အဲ့ဒီကနေဂရိယန်ကျင့်မှုလွှားမိုးလာတဲ့အချိန်ကြမှာဟုတ်ကဲ့ဂရိနတ်ဖျားအပိုလိုရဲ့ယုတ်တုကိုနမူနာယူပြီးတော့ဘုဖာယုတ်ပွားတော်တွေစတင်ထုလုပ်လာခဲ့ကြတာ တကတော်တော်ကြီးတဲ့ဖြောင်းလဲပဲနော်ဒါဟာဗုဒ္ဓဘာသာရဲ့ပထမဆုံး data ဟန်ပြူခြင်း localization လို့ပြောလို့ရတယ်မူလကအတွေ့ခေါ်တသနာတစ်ခုဖြစ်ရကောင်းနီတာမန်လူတွေလက်တွေ့ကြကြကိုယ်ွယ်ဆူတောင်းလို့ရတယ်ပုဂ္ဂိုလ်တူအဖြစ်ပြောင်းလဲသွားခြင်းရဲ့အစပဲဟာဟုတ်ကဲ့ဒီလိုကိုယ်ကောင်မှုပုံစံတွေပြောင်းလဲလာတာကဘာသာတရားပေါ်မှာဘလို့တက်ရောက်မှုတွေရှိခဲ့လဲအထူးဖြစ်ဖြစ်သူကမြွေရမြေအိန္ဒိယမှာပေါ့အိန္ဒိယမှာတော့အကျိုးဆက်ကတိတ်မကောင်းခေကူရှင့် ပရင်တွေရဲ့ထောက်ပံ့မှုတွေရတန်းသွားတဲ့အခါဘုန်းကြီးတွေဟာမူလရုပ်စင်းနဲ့ဘဝကနေသွေးဖြည်းပြီးချမ်းသာကြွယ်ဝမာနထောင်လာလာကြတယ်။အင်းပြီးတော့အရေးကြီးဆုံးကဒေတာခန်ဟင်ဒူဘာသာရဲ့အယူသီးမှုတွေနတ်ကိုးကွယ်မှုတွေနဲ့တစ်ဖြည်းဖြည်းရိုးထွေးသွားပြီးသူ့ရဲ့မူလတတနာတွေပျောက်ဆုံးသွားတယ်။ဆိုတော့နောက်ဆုံးမှာဘုဒ္ဓဘာသာကသူ့မွေးရမြေမှာပဲတစ်ဖြည်းဖြည်းမင်းမင်ပျောက်ကွယ်သွားခဲ့ရတာပေါ့။ဟုတ်ပါတယ်။အိန္ဒိယမှာမင်းမင်သွားပြီမဲ့ မြန်မာနိုင်ငံမှာတော့ဒီနေ့အထိအားကောင်းနေတော့မယ်။ပကံခိအနောရထာမင်းလက်ထက်မှာနိုင်ငံတော်ဘာသာဖြစ်လာတာကအဓိကအလေပြောင်းပဲလို့ဆိုရမှာပေါ့။အဓိကအကြောင်းရင်းကတော့ဗုဒ္ဓဘာသာဟာမြမလူဖွဲ့စည်းရဲ့အလွာတိုင်းတဲကိုနီးစဉ်ဘဝတွေကိုနက်နက်ရှိုင်းရှိုင်းစိတ်ဝင်သွားလို့ပါပဲ။ဥပမာဖုန်ကြီးကျောင်းတွေရဲ့အခန်းကဏ္ဍမျိုးလား။အဲ့ဒါအဓိကချက်ပဲရှင်။ ကလေးတိုင်းလိုလိုဘုန်းကြီးကျောင်းမှာပညာဆက်သင်ရတယ်ရှင်ဖြူရတယ်ဆိုတာမျိုးတွေကလူမှုဘဝနဲ့ဘာသာရေးကိုခွဲမရအောင်ချင်းအောင်ထားလိုက်တာပေါ့ဟုတ်ပါတယ်ရှင်သာမဏေဖြူချင်းဆိုတာဘာသာရေးအရာတင်မကပ်ဖို့လူမှုရေးအရာပါအရေးကြီးတဲ့ကိစ္စတစ်ခုချိနေတာရှင်မပြုတ်ရတဲ့သူကိုတင်းအချံအစင်မှာပဲရှိတယ်လို့ယူဆတဲ့အထီကိုအရေးပါရဲ့အစင်လာတစ်ခုဖြစ်နေတာရှင်ဒါဟာပညာရေးစနစ်တစ်ခုလို့လူမှုအစင်အတန်းတတ်မှတ်ချက်တစ်ခုလို့ဖြစ်နေတာပဲအတိအကျပါပဲ တန်ကတော်ရဲ့နေ့စဉ်ဘဝနဲ့ပတ်သက်ပြီးစာတမ်းထဲမှာဖော်ပြထားတဲ့အချက်တချက်ကိုလည်းကျွန်တော်သဘောကျတယ်။မနေ့တိုင်းစွမ်းခံကြွတဲ့အခါစွမ်းလောင်းတဲ့သူကိုကျေးဇူးတင်စကားမပြောဘူးဆိုတဲ့အချက်လေး။ဟုတ်တယ်ရှင်။အဲ့ဒါကအလူခံတာမဟုတ်ပဲအလူရှင်ကိုကုသိုလ်ရအောင်အခွင့်အရေးပေးတာဆိုတဲ့အယူအဆကတန်ကတော်ရဲ့အခန်းကဏ္ဍကိုပို့ပြီးမြင့်မြစေတာပေါ့။ဟုတ်ပါတယ်။ဒါကကုသိုလ်ဆိုတဲ့အယူအဆကိုအလဲမှထားတဲ့စနစ်တစ်ခုပဲ။ အလူရှင်ကဒါနာပြုပြီးကုသိုလ်ယူတယ်။တန်ဃာတို့ကအလူခံပြီးတိရသမารီပညာကိုကျင့်ကြံတယ်။ဒီလိုအပြန်အလှန်အမိသေးပြုနေတဲ့စနစ်ကြီးတစ်ခုပေါ့။ဘုရားစီတီဒီနဲ့ပတ်သက်တဲ့ယုံကြည်မှုတွေကလည်းတို့လေအားကောင်းတယ်နော်။ဥပမာ ရွှေတိကုန်းစီတီတော်ဆင်ရဲ့လက်ရှိဂေါတမဘုရားရဲ့ဆန်တောင်ရှိစုပြီးတဲ့။ဟုတ်ကဲ့။အရင်ပွင့်ကြတဲ့ဘုရားတုံးစုရဲ့ပရိဘောကဒီပါထပနာထားတယ်လို့ယုံကြည်ကြတယ်။ဟုတ်ပါတယ်။ မန္တလေးကမဟာမြတ်မြတ်ဘုရားကြီးဆိုရင်လေဗုဒ္ဓကိုယ်တိုင်အသက်သွင်းခဲ့တဲ့ရုပ်ပွားတော်ထက်တယ်လို့ယုံကြည်ကြတော့နေ့စဉ်နေ့တိုင်းဘုရားဘူးရင်းနဲ့စီကားနေရပဲလေဒီယုံကြည်မှုတွေကလူတွေရဲ့ဘဝမှာထတော်လေးအရေးပါတယ်လို့ဆိုရမှာပဲအလုံးအရေးပါပါတယ်ရှင်ဒီနေရာတွေဟာတမိုင်းဝင်နေရာတွေတသက်မဟုတ်တော့ပဲတကယ့်ကိုတန်ခိုးအစွားနဲ့လိုရာဆူတောက်ပြည့်နေတဲ့နေရာတွေအဖြစ်ယုံကြည်ကြတယ်ဒါကမူလဘုရားဘာသာရဲ့ကို့အကန့်တရားကိုဖန်တီးရမယ်ဆိုတဲ့အဆုံးအမနေနည်းနည်းလေးကွဲထွက်လာတဲ့အချက်တခုလို့ဆိုလိုက်နေ။အိုင်းကတော့ တွာယလို့ခေါ်တဲ့ free will လွတ်လပ်စွာဆုံးဖြတ်နိုင်권ကိုပို့ယုံကြည်ကြတယ်စရန်ထဲမှာပရမတ်လိုခေါ်တဲ့အစွန်ရောက်ကွိုင်းတစ်ခုကြောင့်လဖတ်လိုက်ရတယ်။သူတို့ကတန်ကားတော်တွေကိုလက်မခံဘူးဆို။ဟုတ်ကဲ့။သူတို့ကယရနာ၃ပါးတဲ့ကတန်ကားယရနာကိုပယ်တယ်။ဖျားတီတာရုပ်ပွားတော်ကိုကိုးကွယ်တာကိုလည်းဆန့်ကျင်တယ်။ဒါဆိုသူတို့ကဘာကိုအဓိကကိုးကွယ်ကြတာလဲ။ သူတို့ကိုကိုယ်လကရွှေညံတော်လို့ခေါ်တဲ့ Universal Holy Mind တခုတည်းကိုပဲဒါကြောင့်လဲမင်းတုံမင်းလက်ထက်မှာဒီ Coin ခေါင်းဆောင်တခုဖြစ်တဲ့မုံဘိုးကိုဘာသာရေးအမားပြုလုပ်မှုနဲ့ကွပ်မြက်ခဲ့တဲ့တမိုင်းမတန်ရှိခဲ့တာပေါ့ကောင်းပြီဗျအခုကျွန်တော်တို့မူလာပို့တာပါလားသူ့ရဲ့တမိုင်းတက်လျှောက်အပြောင်းအလဲတွေမြန်မာနိုင်ငံကလက်ရှိဘာသာရေးအလျေချင်းတွေကိုဆွေးနွေးပြီးသွားပြီဒါမဲ့အခုထိရှင်းရှင်းလင်းလင်းနားမလည်နိုင်သေးတာကကျွန်တော်တို့အစမှပြောခဲ့တဲ့စာကြီးစကော့တဲစကားပဲဟုတ်ကဲ့ ဒီလောက်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အလေးအကျင့်တွေယုံကြည်မှုတွေနဲ့ဆိုင်နေတဲ့နိုင်ငံတစ်ခုကိုဘရိုလောက်ပြီးနတ်ကိုကိုယ်သူတွေတသက်ပဲလို့ပြောထားနိုင်ခဲ့တာလေဒီအချက်နှစ်ခုဘရိုချိတ်ဆက်လို့ရမလဲ ဒါကမှဒီလေးလာတုံးတက်မှုရဲ့အချို့အခြားအချက်ပဲရှင်။စာရင်းတွေက census report ကိုကိုးကားပြီးတုံးတက်ပြထားတာကတော့မြန်မာလူမျိုးအများစုဟာနှုတ်ကတာဗုဒ္ဓဘာသာဝင်လို့ပြောကြပေမဲ့တကယ်တမ်းသူတို့ရဲ့စိတ်နှလုံးသားထဲမှာနိစရမဝါရဲ့ဆုံးဖြတ်ချက်တွေမှာတော့ရှေးဖိုးပွားရီလက်ထက်ကတွေကအမြင့်တွင်နေခဲ့တဲ့နတ်ကိုကွယ်မှု animism တာအခိုင်မာရှိနေတယ်လို့ဆိုပါရယ်။ဆိုလိုတာကဗုဒ္ဓဘာသာကအပေါ်ယံအလွာတစ်ခုအယုံတင်စီတစ်ခုလို့ဖြစ်နေပြီးတော့ အောက်ခံကတော့နတ်ကိုကွယ်မှုအခြေခံပဲလားအတိအကျပဲစာတန်းတော်လာခရီဒီနီယာအပေါ်ရန်လွားဆိုတဲ့စကားလုံးကိုတုံးထားတယ်ဗုဒ္ဓဘာသာကမြန်မာပြည်ရဲ့ဘွားကိုပုံတွင်းတဲ့ကုကျင်တရားဆိုင်ရာစီမံစည်းကမ်းတွေပွဲတော်တွေနုပိနာတွေကိုပေးခဲ့တာမှန်တယ်ဟုတ်ကဲ့ဒါပေမဲ့တကယ်တမ်းအရေးကြုံလာတဲ့အခါနေမကုန်းဖြစ်တဲ့အခါစီးပွားရေးအခက်အခဲကြုံတဲ့အခါမျိုးမှာဟွန်း မြမလူမျိုးဟာဗုဒ္ဓတရားတော်ကြီးစီကိုတွားရထက်သူ့ရဲ့ပိုပြီးရှေးကြရဲ့ယုံကြည်မှုဖြစ်တဲ့နတ်တွေကိုပူဇော်ပတ်တာတာအတိတ်နိမိတ်ကောက်တာဗေဒညေတရားမေရက်စီကိုပဲအလိုလျောက်ပြန်သွားရတယ်လို့ဖော်ပြထားတယ်။အော်ဗုဒ္ဓဘာသာက နောင်ဘဝအတွက်ချစ်ပြီးနတ်ကိုကွယ်မှုကလက်ရှိဘဝရဲ့အခက်ထဲတွေအတွက်ဖြစ်နေတာပေါ့။ဟုတ်ပါပဲ။အဲ့လိုသဘောမျိုးတက်ရောက်နေတာပေါ့။ဒါဆိုရင်တော့မြမနိုင်ငံရဲ့ဘာသာရေးမြင်ကွင်းကထင်ထားတာတည်းအများကြီးပေါ်ပြီးရှုပ်ထွေးနည်းနည်းနေတာပဲ။ ကျွန်တော်တို့အစားအသောက်မြင်ခဲ့တဲ့ရွှေရောင်တောက်နေတဲ့စီတီပူထိုးတွေရဲ့မြင်ကွင်းဟာတကယ်တော့ဇလန်ရဲ့တသိက်တပိုင်းပဲဖြစ်နေတာပေါ့မှန်ပါတယ်ရှင့်ဤကွာရဲ့အကာအကွယ်အတွက်ရှေးကြတဲ့နှကိုကွယ်မှုနဲ့ဘုဒ္ဓဘာသာကိုပေါင်းဆက်ပြီးကိုးကွယ်နေကြတာသဘောမျိုးဖြစ်နေတာပေါ့ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးမှုကိုညီငုံချောက်တဲ့အနေနဲ့နားထောင်သူတွေအတွက်စဉ်းစားစရာ အတွေ့အကြုံခြံထားခဲ့ခြင်းပါတယ်ရှင်ဟုတ်တယ်ကျွန်မတို့လေ့လာခဲ့တဲ့စာတန်းထဲမှာဖျားဟောင်းကိုပင်တာထက်ဖျားသက်တီတာကပိုပြီးကုတို့ရတယ်လို့ယူဆတဲ့အတွက် စေရီအပြတ်တွေအများကြီးရှိနေတယ်လို့ဖော်ပြထားပါဗျ။อืมဟုတ်တယ်။ဒီရက်ချက်ကကျမတို့ခုနကပြောခဲ့တဲ့ဘာသာရေးပြုမှုမှုတွေရဲ့နောက်ွယ်ကတကယ်ရည်ရွယ်ချက်အကြောင်းကိုဘာတွေပြောနေပါသလဲ။ဒါဟာသာသနာတော်ကိုရေရှည်တည်တံ့ဖို့ထင်းသိမ့်ဖို့ကိုအဓိကထားတာလားဓမ္မမို့ကိုယ့်ရဲ့နောင်ဘဝကောင်းစားရဲ့အထွတ်ကိုပိုင်ကုသိုလ်ကိုပိုင်ကံအမတ်တီစုဆောင်းဖို့ကိုပို့ပြီးအလေးပေးနေတာလားဒါကတကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုပဲဗျာ